တင်းမသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ခြေဆိုင်တင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်းတက်ဆမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်းတက်ဆမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခံအပ်ပါတယ်ခင်ဗျာခုတကပထမအဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်းကတော့ပြည်သူကိုတက်ပြန့်နေတဲ့ချမ်းပတ်ဆဲဟုဆိုကနျူကလီးယားစွမ်းအင်ကိုလွဲသုံးစားပြုလုပ်လေဦးမယ်လို့ကူလာတမကမှာတမ်းမှတ်ကြီးဦးချော့မော်တော်တရီပေးတဲ့တင်းကိုတင်ဆက်ပေးကြပါမယ် မြန်မာနိုင်ငံမှာပြည်သူကိုတတ်ထဲနေတဲ့ချမ်းပတ်ဆဲအုပ်စုကမြေဝလီယာဆိုင်းကိုလွယ်တုံးစားပြုလုပ်အောင်မှာဖြစ်တယ်လို့ကုလသမဂ္ဂအစည်းအဝေးမှာတမ်မကြီးဦးချိုမိုးတုံးကတရိပ်ပေးပြောဆိုလိုက်ပါတယ်။ဒီမနေ့ရေးပြလာ30ရက်နေ့အမေရိကန်ပြည်ထောင်စုမြို့ရောင်မြို့ကုလသမဂ္ဂဌာနချုပ်မှာ2026ခုနှစ်မြို့လီယာလက်နက်များမပြန်ပွားရေးစာချုပ်ဝင်နိုင်ငံများရဲ့ပြန်လည်တုံ့တက်ရေးညီလာခံတို့အပြင်ဆင်ရေးကော်မတီတတိယအကြိမ်မြောက်အစည်းအဝေးမှာတမ်မကြီးဦးချိုမိုးတုံးကယခုလိုတရိပ်ပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါပြင်ချမ်းဘက်ဆဲအုပ်စုအနေနဲ့ မြူလီယာရေးဖို့အချိန်တွေတုံ့ပြန်ရေးအတွက်လည်းဂျိုတင်ပြင်ဆင်မှုရှိမှာမဟုတ်ကြောင်းမြန်မာနိုင်ငံမှာလောက်ခတ်ခဲ့တဲ့ငလျင်ပေးလွန်လူသားချင်းဆန္ဒမှုအကူအညီပေးမှုကိုလက်နက်ပြည့်အသုံးချတဲ့ချမ်ပတ်ဆဲအုပ်စုကအခုမြူကလီယာနေပင်ညကိုလည်းလက်နက်အပြည့်အသုံးချမှာသာဖြစ်ကြောင်းဒါပြင်ငလျင်တန်တင်ပြီးကာလဂျလီယင်စီကိုတလွဲသုံးပြီးရထားပြည်သူများပေါ်လေချောင်းမှာတက်ခဲမှုစုစုပေါင်း125ချိန်ထိပြုလုပ်ခဲ့ကြအောင်။ဒါကြောင့်ချမ်ပတ်ဆဲဟုစုအနေနဲ့အခုနျူကလီးယားစွမ်းအင်ကိုလည်းလွယ်သုံးစားပြုလုပ်အောင်မှာဖြစ်တယ်လို့ဦးချော်မိုးတုံးကဆိုပါတယ်။ ဒါပြန်ကိုလည်းတမကဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ချီဝချုံမထုံးကမဆလာ28ရက်နေ့မြန်မာနိုင်ငံမှာလုခွက်ခဲ့တဲ့ဖျားပြင်းငလျင်ဘေးရန်နေပြီးနောက်မှာပင်ဂျမ်ပတ်စတကရတာပြည်သူများပေါ်ခွဲခြားမှုမရှိတဲ့လေချောင်းနဲ့လက်နက်ကြီးတခိုင်မှုများပြုလုပ်ခြင်းနဲ့၎င်းတို့ရဲ့အမေရိကန်နျူကလ িয়ার စွမ်းအင်စီမံကိန်းဖွံ့ဖြိုးရေးတို့ကိုဒါပုံမှုအာရုံဆိုင်နေစေဖြစ်တယ်လို့ထောက်ပြပါတယ်။ဒါပြန်ဒေတာတွင်နဲ့ပြည်ပဆိုင်ရာကွယ်စည်းများနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ပြည်ပဆိုင်ရာဥပဒေများကိုလေစာလိုင်းနာမှုမရှိတဲ့ဂျမ်ပတ်စိုးစိုးက ဗီဒီဆိုင်ရာနုံညို့စွမ်းရင်အချင်းစီမံလေရိုသားစွာပူပေါင်းဆောင်ရွက်မှုရှိမှာမဟုတ်ဘူးလို့၎င်းကထပ်မံသတိပေးပါတယ်။ဒါကြောင့်နိုင်ငံတကာတိုက်ဝန်းနေတဲ့နျူကလ িয়ার စွမ်းရင်အစီအစဉ်အပါအဝင်ပူပေါင်းဆောင်ရွက်မှုတွေကိုပြုလုပ်ရမှာဂျန်ပတ်ဆယ်ရနှစ်ရှင်စနစ်ကိုဆုံးသက်ပြီးတော့ဒီမိုကရေစီစနစ်ပြန်လည်ထွန်ကားလာမှာသာလျင်မြန်မာနိုင်ငံနဲ့ပူပေါင်းဆောင်ရွက်တင်တယ်လို့တမတ်ကြီးကကြံပြုပါတယ်။ဒါပြန်ဂျန်ပတ်စိုးစိုးကရုရှားနဲ့ပူပေါင်းပြီးလျက်စစ်တပ်အားမကာဝတ်တရားထုံးလုံးနိုင်တဲ့နျူကလ িয়ার တပ်ပေါင်းမှုကိုဆောင်းလုပ်ရန်တော့နိုင်ငံတော်တို့ညီလက်မှတ်ရေးထိုးထားပြီးတော့ အဲ့ဒီလုပ်ငန်းစဉ်တွေကိုဆက်လက်အကောင့်ထဲပေါ်လဲရှိတယ်လို့ရရှာဆိုရရဲ့ထုတ်ပြန်ချက်ရသိရပါတယ်။နောက်တစ်ထပ်မှတက်ဆက်ပေးခြင်းတဲ့တွင်ကတော့ငဘယ်မျိုးနဲ့နေကန်ဆက်တက်စကံမကြဆုံးစေရေစကူးလာတဲ့ဂျမ်ဘတ်ဆက်တက်စကြောင်းကိုဖျက်တောက်တက်ခိုက်မှုစတားကိုဦးတည်ဆုံးပြီးတနက်ကိုလက်နဲ့ခဲရမ်းများတင်ဆက်ရရှိတဲ့တွင်ကိုတက်ဆက်ပေးကြပါမယ်။မကွေးတိုင်းငဘယ်မျိုးနဲ့နေကန်ဆက်တက်စကံမကြဆုံးစေရေအတွက်စကူးလာတဲ့စတားများကိုဖျက်တောက်တက်ခိုက်ရမှာအဂျမ်ဘတ်ဆက်တာကိုဦးတည်ဆုံးပြီးလက်နဲ့ကိုလက်တင်ဆက်ရရှိခဲ့တယ်လို့ချင်းကားကွယ်တပ်ပွဲရှုတပ်ပွဲမှာတာဝန်ရှိသူဆလိုင်းယိုချင်းကပြောဆိုပါတယ်။ ယမန်နေ့ပြီလား30ရက်နေ့မနက်7:00နာရီခန့်ကအေမျိုးနယ်ပစီချေဝါဘုံကြီးကျောင်းမှာစကန်းချတဆွဲထားတဲ့ဂါပါစ73မှတတား20ခန့်ကတကောင်းစီတဲ့ရဲ့နိုင်ရီကန်တစကန်မကြဆုံးဆိုရင်ဂါလန်းလုံးကြုံရီဆောင်ရရန်ထွက်လာကြောင်းအဆိုပါစက်တက်စစ်ကြောင်းကိုချင်းကားကွယ်ရေးတက်ရှော့တပ်ပေါ်မှာရဲဘော်များကတိုက်ခိုက်ခဲ့ရာအချမ်းမဆက်တာကိုတင်ဆောင်ခဲ့ပြီးတော့၎င်းတို့ခိုင်ဆောင်တဲ့ MA မျိုးစားလန်းနေငယ်ကိုလက်ခြေပေါင်းနဲ့ခဲရန်တချို့တင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်အခုတိုက်ပွဲကတော့အောင်မြေကနေရောပုံမှန်နိုင်ရီကန်ကိုရောသူတို့ကပစိကစစ်ကြောင်းတွေအတွက်ရော ဒေါ်သပြင်းနေကန်လေးချောင်းရံကာကွယ်ရေးတပ်မှရှိတဲ့တပ်တွေကိုရဲခအဖြစ်တင်းဖို့ခေစားတွေအတွက်ကားတွေတက်မယ်ဆိုရင်အဒီလမ်းကြောင်းမှာလုံခြုံရေးလာယူတဲ့သဘောမျိုးပါလုံခြုံရေးလာယူတာကိုတိုက်ခိုက်တာဖြစ်ပါတယ်တိုက်ခိုက်တဲ့အချိန်မှာရန်သူအလုံးကိုအကုန်လုံးကိုရှင်းလင်းလိုက်နိုင်တာမဟုတ်ပါဘူးအခုကျွန်တော်တို့ရှင်းနိုင်လိုက်တဲ့အလောင်းတွေရဲ့တနတ်တွေကိုပဲရှင်းပြီးတော့ယူနိုင်ခဲ့တာဖြစ်ပါတယ်လို့ချင်းကားကွယ်ရေးတပ်ဖွဲ့အရှိုးတပ်ဖွဲ့မှတာဝန်ရှိသူဇလိုင်းရိုးချင်းကပြောဆိုပါတယ်လက်ရှိမကွေးတိုင်းကဘဲနုံးနယ်မှာရှိတဲ့ဂျမ်ဘတ်စတက် ကစကန်ချတဆွဲထားတဲ့ပစည်းဝါတဆကန်မှာတမ69ကပ္ပစနှင့် ကပ္ပစ30ကပ္ပစ14တတိုးမှတတိုင်းညာ130ခန်းနဲ့တက်ဆွဲထားပြီးတော့အစောပိုင်းစကန်ဟာနိုင်ရီကန်လေးချောင်းညာကာကွယ်ရေးတပ်စခန်းရဲ့ကာကင်းဖြစ်ကောင်းအဲ့ဒီစကန်မှာစစ်သားများကပြည်သူပိုင်ပစ္စည်းများကိုကိုယ်ယူရောင်းချခြင်းနဲ့လုံဆောင်လျက်ရှိကြောင်းဒါကြောင့်ပြည်သူများအနေနဲ့တကောင်းစိန်နဲ့ပိုးပေါင်းမပြုတ်လောက်ရန်3ပေးလို့ကြောင်းတော်လိုင်းတစ်ပတ်ကပြောဆိုထားပါတယ်အခုပြည်သူတွေစီကတချို့စကားတန်းတွေပြန်ကြားရတာကသူတို့ကြောင်းရုံးနဲ့အတွက်စကားဆန်းနဲ့ပေါင်းနေရတယ်ပေါ့ကြောင်းရုံးလို့ပေါင်းရတာကိုခွင်းလို့လို့ခွင့်ပြုလို့ရပါမယ်ဒါကဆန်းနဲ့ပေါင်းပြီးတော့မှစကားဆားရဲ့ထောက်တိုင်းနဲ့ဖြစ်အောင် နောက်ပြီးထူးသဖြင့်ကျွန်တော်ဆိုလိုတာကတကယ်ရှေ့တန်းဆင်းမြေပြမှာရှိနေတဲ့ရှေ့တန်းစခန်းထဲမှာရှိနေတဲ့ဆွေထားတဲ့နေရာတွေမှာရှိနေတဲ့ဇာခါစားတွေနဲ့ပူပေါင်းပြီးတော့မှရေခါပိုးတဲ့လမ်းကြောင်းတွေအဆင်ပြေစေဖို့ပြီးတော့နေရေးထိုင်ရေးအဆင်ပြေစေဖို့ဒီလိုကိစ္စတွေမှာပူပေါင်းဆောင်ရွက်မှုတွေမလုပ်ဖို့ပါပြီးတော့ဇာခါစားနဲ့ပေါင်းတင်ဆက်ဆက်ရတဲ့ဘိုင်းတွေမှာမလွဲသလိုပေါင်းတင်နေရပြီဆိုရင်တောင်မှပဲဒေါ်လာရေတပွဲတွေနဲ့ချိန်ဆက်ပြီးတော့ဘလို့ဘိုင်းတွေမှာဇာခါစားနဲ့ပေါင်းထားရတယ်နောက်ပြီးတခြားချိန်တွေမှာတော့ဇာခါစားနဲ့ဂင်းရအောင်ဘလို့နေထိုင်ပါတယ်ဆိုတဲ့ဟာမျိုးတွေတော့ ဒေါ်လိုင်းတပွဲတွေနဲ့တန်းနိုင်ဆုံးပြည်သူတွေပူပေါင်းဖို့ပြောချင်ပါတယ်လို့ချင်းကားဝေးတပွဲရှုံးတပွဲမှာတာဝန်ရှိသူစလိုင်းရုပ်ချင်းကပြောဆိုပါတယ်။မကွေတိုင်းကဘယ်နိုးနယ်ဟာရခိုင်ပြည်နယ်အန်နိုးနယ်နဲ့ထိဆက်လျက်ရှိပြီးအထူးသဖြင့်မှာတဆင့်စကောင်းစစ်ကအန်နိုးနယ်အတွင်းသို့ဝင်ရောက်ရန်စူးစမ်းလျက်ရှိနေတယ်လို့ဒေသနယ်ဒေါ်လိုင်းရေးတပ်များကပြောဆိုထားပါတယ်။နောက်တစ်ထပ်မှာတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မရာပူရာနိုးနယ်ဆင်းဆွဲပိုးရက်ကွက်မှာမလင်းချောင်းတည်ဆုံတဲ့ခုနှစ်ဦးတွယ်ထောက်ပံ့ကြီးချက်သိန်း90ကို ရခွဲအုပ်ချုပ်ရေးမှုညောင်းဝဲကဂျန်ရဲတို့မိသားစုများကိုမပေးဘဲထဲယူတုံးဆွဲထားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းမလားဘူရာနုံးနယ်ဆန်ဆော်ပိုးရခွဲမှာငလျင်ကျောင်းအပစ်ဆုံးသူခုနှစ်ဦးတို့အထောက်ပံ့ခြင်းဒင်ခု20ချက်ကိုရခွဲအုပ်ချုပ်ရေးမှုညောင်းဝဲကဂျန်ရဲတို့မိသားစုများကိုမပေးဘဲနဲ့၎င်းမှာထဲယူတုံးဆွဲထားတယ်လို့ရခွဲနေပြည်သူများကပြောဆိုကြပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလက်ခွဲခဲ့တဲ့စကိုင်းငလျင်ကြီးကျောင်းမန္တလေးတိုင်းမှာဒင်ဆုံးမှုတွေများပြားခဲ့ရမှာမန္တလေးတိုင်းအမရာပူရာမြို့နယ်ဆန်ဆွယ်ပိုးရက်ကွက်အတွင်းမှာလည်းပြည်သူ9ဦးတေဆုံးခဲ့ကြောင်း ်အဆိုပါတည်ဆုံးသူခုနှစ်ဦးမှာဒေါ်များမြဦးညော့ဝင်ဒေါ်လာဤဒေါ်လာဤနဲ့မကြမ်းပဝင်ပြည်သူခုနှစ်ဦးဖြစ်ကြောင်းငလျင်ကြောင့်တည်ဆုံးသူခုနှစ်ဦးတို့ထောက်ပံ့ခြင်းတင်ခွင့်၂၀ကိုစေနာရှင်များကလာရောက်လူတန်းခဲ့ပြီးရက်ခွဲအုပ်ချုပ်ရေးမှုညုံဝေကဂျန်ရဲသူမိသားစုများထံကိုမပေးဘဲနဲ့၎င်းရဲ့ခိုးချိုးဖြစ်ဖျက်ယူတုံဆွဲလိုက်တယ်လို့သိရပါတယ်အခုမလားဘုရားမျိုးနဲ့ဆန်ဆပ်ပိုးရက်ခွဲမှာအုပ်ကြီးညုံဝေကမင်းသားစီပြိုပေးခဲ့တဲ့တည်ဆုံးသူခုနှစ်ဦးတို့ထောက်ပံ့ခြင်းတင်ခွင့်၂၀ကိုညုံဝေနဲ့သူ့ရဲ့လက်အောက်ခံအကောင်ကတုံးကော့အစောပေါင်းမြင့်နဲ့အပေါင်းပါတွေကကွဲယူသွားတယ် ဒါကိုတဆိုင်ရာပရာဟိတဘွဲကရက်ွက်ဩက္ကဋ္ဌစီကနေဂျန်ရဲတို့မိသားစုတွေစီပေးဖို့လှူထားတာရလားမရလားမေးမှအရင်းဝေတွေမရမှန်းဂျန်ရဲတို့မိသားစုတွေကသိရတာတအိုးမှမရကြပါဘူးဒါပြန်ငလျင်ပေးတွက်လာလို့တဲ့ဟာမန္တမများကိုရက်ွက်အုပ်ကြီးညုံးဝေအမျိုးတွေနဲ့သူတို့လူတွေကြီးပဲအကုန်ယူကြတယ်လို့ငလျင်ကျောင်းတစ်စုံသူတအိုးရဲ့ဂျန်ရဲတို့မိသားစုဝင်ကပြောပါတယ်ဒါပြန်မလားဖို့တာဆန်ဆွယ်ဖို့ရက်ွက်မှဆိုင်ကောင်းခေါကတုံးကောစောပေါင်းမြင်တော့ငလျင်ပေးတွက်လူရှင်များကလာရောက်လူတန်းများကို၎င်းရဲ့မိသားစုသူရဲ့သားမိသားစု တို့ရဲ့တမီမိသားစုတို့မနှစ်ဦးမိသားစုစုစုပေါင်းမိသားစု၅ဦးစာအမြဲထုတ်ယူရတဲ့ပြင်ငွေချေးမှန်သမျှကိုလည်းရက်ွက်အခွန်အားနဲ့ပူပေါင်းပြီးဖြတ်စားလျက်ရှိတယ်လို့သိရပါတယ်။အခုအဲ့ဒီဇိုင်းရင်ကောင်းကောက်ကုန်းခုစော်ပုံးမြင့်နဲ့တို့ရဲ့အမျိုးရိအင်ကအမြင်ဆိုင်အင်မှာငလျင်လှုပ်တော့ဘာမှမပြက်စီပါဘူး။ဒါကိုတို့မိသားစုနဲ့အမျိုးရိမှန်သမျှတိုင်းတော်ငွေတသိန်းဆန်ဆန်နဲ့ပြီးစင်နဘူချင်းအောင်တလုံးခွက်ခေါက်ဆွဲစပြခဲ့စပြမုံဝါထားတွေကိုမိသားစု၅ဦးစာအမြဲယူတယ်။နောက်တဲ့ဦးကပြာကြီးခေါ်ကြော်မျိုးထုတ်ပေါ်သူကလည်းရက်ွက်ဆိုင်ကောင်းမယ်။လာသမျှအကုန်အိတ်ထဲထဲတာ။ ငလျံဘဲတင်ပြီးသူကတော့သူတို့ပေါ်မှာသူတို့ပေးတဲ့လောက်ပဲရတာပေါ်လို့ဒေသနေပြီးသူတောက်ကဆိုပါတယ်။မန္တလေးမှာစကိုင်းငလျံကြီးလောက်ခဲ့ပြီးဒီမှာတလားကျော်ကြာမြင်သွားပြီဖြစ်ပေမဲ့လည်းပြီးသူများဟာစကောင်းစီထမ်းမှာမိတိထောက်ပံ့မှာမရရှိပဲနဲ့ကိုတို့ကိုထရုံကန်လှရှားနေရတယ်လို့ငလျံဘဲတင်ပြီးသူများကလည်းပြောဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပြည်ပသူတို့တွားရောက်လောက်ခိုင်းမှုတွေကြောင့်လောတမရှာပန်းမှုဖြစ်ပေါ်နေတဲ့ဖြင့်အဝါလုံးထုံမှုရှိတဲ့ပြည်ရင်းမှသာလောက်လောက်ခွင့်နိုင်ရေးဆောင်ရမှာဖြစ်တယ်လို့မင်းအောင်လိုင်ပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပါနိုင်ငံများသို့တွားရအောင်လုံလောက်ကဲ့မှုတွေကြောင့်လူသမားရှာပါမှုများဖြစ်ပေါ်နေတဲ့ပြင်ပြည်ရင်းမှာသာဘဝလုံးချုပ်မှုရှိတဲ့အလုံများကိုလောက်ခိုင်းနိုင်ရေးဆောင်ရမှာဖြစ်တယ်လို့အကြံဖတ်စေကောင်းဆောင်မင်းအောင်နိုင်ငံဒီကနေ့ထုတ်ပြန်ပြောဆိုပါတယ်ဒီကနေ့မေလာတရနေ့ကြာရောက်တဲ့အဒီလီဆိုင်ရာလူသမားနေ့ဖြစ်မင်းအောင်နိုင်ငံတိုးကဲ့သို့ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပါတယ်လက်ရှိမှာပြည်ပသို့တွားရအောင်လောက်ခိုင်းမှုတွေကြောင့်ပြည်ရင်းမှာလူသမားရှာပါမှုတွေဖြစ်ပေါ်လျက်ရှိတဲ့ပြင်ပြည်ပနိုင်ငံများသို့တွားရအောင်လုံလောက်ကဲ့ခြင်းထက်ဘဝလုံးချုပ်မှုရှိတဲ့ပြည်ရင်းမှာလောက်ခိုင်းနိုင်ရေးတို့ကိုဆောင်ရွက်ရန်လိုအပ်ကြောင်း ဒါကြောင့်ဒိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာချော်ဖဲများချင်းပါက one stop service နဲ့လုံခတ်နိုင်ရေလုံရှင်းများနဲ့ပူပေါင်းစီစဉ်ပေးခြင်း labor exchange management system ရေဆွဲက website လွတ်တင်ပေးထားတယ်လို့မယောင်လင်ကဆိုပါတယ်။ဒါပြင်ပြည်ပရောက်မြန်မာရွှေပြောင်းလုံသမားများမှ၎င်းတို့ရဲ့မိသားစုထံသို့တရားဝင်လမ်းကြောင်းမှတဆင့်မိသားစုလွှမ်းမွေများပေးပို့ရန်အတွက်လည်း overdue နဲ့ညီဆောင်ရွက်လျက်ရှိတယ်လို့မယောင်လင်ကဆိုပါတယ်။လက်ရှိစကောင်းစစ်ကပြည်ပနိုင်ငံများသို့အလုပ်သွားရောက်လုပ်ငန်းမှုတွေကိုစစ်စစ်တင်းကျပ်လျက်ရှိတာမှအသက်ဆက်ရှင်နဲ့မှအသက်35နှစ်တွေအမျိုးသားများအလုံးကို ပြည်ပသို့အသွားရောက်လုံလုံခွင့်ပိတ်ပင်ထားခြင်း OWIC ပြည်ပလုံထမားတတိကံကံများထုတ်ပေးရမှာတင်းတင်းကြပ်ကြပ်စစ်စစ်နေခြင်းပြည်ပသို့လုံထမားများအသွားရောက်လုံလုံရန်အလုံထမားဝန်ကြီးဌာနရဲ့ကွန်ပျူတာရာယူကွန်ပျူမတာအသွားရောက်ခွင့်ပြုခြင်းဒီပါနိုင်ငံများကိုအသွားရောက်လုံလုံရမှာနိုင်ငံအလိုက်ကလားကိုအသွားရောက်လုံလုံခွင့်ပြုတဲ့မြန်မာလုံထမားရဲ့တူကကန့်သက်ချက်များလုံဆောင်ရရှိတယ်လို့ပြည်ပလောက်ကန်အေဂျင်စီများကဆိုကြပါတယ်အခုလိုစကောင်းစီရဲ့ကန့်သက်ချက်တွေကြောင့်ပြည်ပလောက်ကန်အေဂျင်စီအများစုဟာပြည်ပနိုင်ငံအများတို့လုံထမားဆယ်လို့ရန်အဆင်မပြေတော့ဘဲ လုပ်ငန်းများကိုရပ်ဆိုင်ထားရတယ်လို့ဖိပါလောက်ကအေဂျင်စီလုပ်ငန်းရှင်တို့ကပြောပါတယ်။နောက်ထပ်တမ်းမှတင်ဆက်ပေးချင်တာကတော့ဆရာလာဇိုးဝေရဲ့မင်းအောင်လိုင်ရဲ့ပြောနေအလို့မင်းကြီးဆိုတာလေးကိုတင်ဆက်ပေးချင်ပါတယ်။မင်းအောင်လိုင်ရဲ့ဒုတိယအကြိမ်ကြီးညာထားတဲ့အပြည့်ရဲ့ရေဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာတက်တန်းကုန်ဆုံးသွားပြီဖြစ်ပေမဲ့ထမ်းမှတက်တန်းတိုးမဲ့သဘောမျိုးမတွေ့ရသေးဘူးလို့ Nikki Asia review မှာရေးသားထားပါတယ်။တိုးတော်လည်းတန်တမန်များနဲ့ဒုတိတီများကတော့အကယ်၍ဒိုးလာခဲ့တဲ့အချိန်ဘာမှဒိုးလာမှာမဟုတ်လို့လည်းပြောလာကြပါတယ်။လေကြောင်းမှာဘုံကျဲတကမ်းမှုတွေဟာ ငလင်းမလုံးမိကားလို့ပြန်ရှင်းချသွားခြင်းမရှိလို့လဲဆိုပါတယ်။မက်ဆလာ28ရက်နေ့နောက်25ရက်တွင်လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း298ကြိမ်ရှိခဲ့ရမှာငလင်းမလုံးမိ25ရက်တွင်318ကြိမ်ရှိခဲ့တာကြောင့်အကြိမ်40ခန့်သာမရောနိုင်ကရောချပေးခဲ့ပါတယ်။ထို့သောလေကြောင်းတိုက်ခိုက်မှုမျိုးကစက်တမ်ဘာသာလုံနိုင်စွာရှိနေတာကြောင့်မြေတို့ကဖောက်ပြက်နေတာကိုငင်းလို့မရတဲ့တက်တယ်လည်းဖြစ်နေပါတယ်။မရောနိုင်ရဲ့ပိုးကတော့ကောင်တဲ့ကအဆိုတာကတက်တက်ပို့ပြီးတော့ရေးမကြည့်ဘူးလို့သဘောထားနေပေမဲ့ ကတနာရှိလာနေတာကမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ပင်ဖြစ်ပါတယ်။၎င်းပေါ်မင်းအောင်လိုင်အားခေါ်တိုးရဒေတာဖတ်တင်သွားခဲ့ပါတယ်။မလေးရှားဘက်ကအမျိုးသားညင်တွေရဲ့ဆိုးရမစတက်ဟာအပြစ်ကဲ့ရဲ့ဆေးရေချိုးပေါင်းနေတယ်လို့စစွဲနေပေမဲ့လည်းဂျာမားအတီးပြိုးချက်မရသေးဘူးလို့ဆိုထားပါတယ်။အချိန်ပေါင်း200ကျော်ပုံကျဲတိုက်ခိုက်ပြီးခုနှစ်နှစ်သမီးနဲ့မွေးကင်းစကလေးငယ်တဝက်ပါဝင်လူပေါင်း200ကျော်ဒေဆုံသွားပြီဖြစ်တာကိုအတီးပြိုးချက်မရသေးဘူးလို့ပြောလာခြင်းကပင်အန်နဝါမျက်နှာပြရမယ့်အရေးကာကွယ်ပြောနေခြင်းသာဖြစ်ပါလိမ့်မယ်။နိုင်ငံသားဝန်ကြီးဒေါ်စင်မောင်က မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးဆုံးသူဒါရိုက်ဆက်သွယ်အကြောင်းကြားနေခဲ့ပြီလို့ပြောဆိုခဲ့ပါတယ်။ဒါပြင်၎င်းတို့အပြည့်ရတဲ့ဆိုတာကလည်းဇာရွက်ပေါ်ကအာမခန့်ချက်မျိုးသားဖြစ်ပြီးဘာမှအပြောင်းလဲမရှိဘူးလို့ဆိုပါတယ်။မလေးရှားဆိုးရားနဲ့မြင်ဆက်တဲ့တရင်ရွက်ကတော့ဒါရိုက်ဆက်သွယ်အကြောင်းကြားရတဲ့ဆိုဒီမှာဒိဗက်ကောက်လွှဲခြင်းဖြစ်နိုင်ကြောင်း၎င်းတို့သိရသမျှအန်ယူကြီးမှာမလေးရှားဆိုးရားနဲ့ဒါရိုက်ဆက်သွယ်နိုင်တဲ့ဟော်လိုင်းမျိုးမရှိသေးဘူးလို့ညင်းချက်ထုတ်လာခဲ့ပါတယ်။ဒါပေမဲ့အင်္ဂါနေ့မှာတော့အန်နဝါမှနှစ်ပတ်စလုံးဟာချိုးပေါင်းနေတယ်လို့စွပ်စွဲချက်များရှိလာနေပြီလို့ထုတ်ပေါ်ပြောဆိုလာခဲ့ပါတယ်။ ဒေးတို့အပြည့်ရဲ့ရေးကိုတက်တန်းတိုးပေးကြပါရန်ထပ်ပြီးတော့လဲမေတ္တာရက်ခံလိုတယ်လို့ဆိုပါတယ်။မလေးရှားဟာအပြည့်ခန့်ရစရေးကိုလေးလာစောင့်ကြည့်နေကြောင်းဒါဟာလူသားချင်းစာနာထောက်ထားရေးကိုညီများခွဲခြားဆက်ဆံချင်မရှိဘဲပေးနိုင်ဖို့လွန်စွာရေးပါလာနေတာကြောင့်ဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။မလေးရှားစစ်တပ်မှစစ်မေးပြန်တုံစေယုံကိုစကိုင်းမှာပွန့်လှည့်ပေးခဲ့ပြီးပြန်ပါလူနာ900ကျော်ကိုကုသပေးနိုင်ခဲ့တာကြောင့်နောက်ထပ်တလားခန့်စကားသွားမယ်လို့မလေးရှားစစ်ဦးစီးချုပ်ကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။မလေးရှားကားကိုယ်ဝင်ကြီးဌာနမှထိုက်တန်ဖို့ကိုများကတော့လက်ရှိအပြည့်ခန့်ရစရေးအပါအဝင် မြေရင်ချင်းတွေများကိုလေးလာစောင့်ကြည့်သုံးသပ်နေတယ်လို့သတင်းရင်းမြစ်များကအသိပေးလာကြပါတယ်။ဂန်ဟုံးမှာရှိတဲ့တန်တမန်များကတော့မလေးရှားရဲ့တန်တမန်ရဲ့ဂျိုပန်မိုးတွေကိုအားရစရာမရှိလို့ယူဆထားပြီးဖြစ်ပါတယ်။မင်းအောင်လိုင်နဲ့အန်နဝါတို့တွဲဆုံပြီး၄၈နှစ်ရည်တွဲမှာပင်လေချောင်းကနေပုံကျဲတက်ခိုက်လာတီကားပင်၎င်းတို့ရဲ့သဘောထားဟာတော်ပင်တိတာသွားခဲ့ရတယ်လို့ထောက်ပြလာကြပါတယ်။၎င်းတို့တက်ခိုက်လာခဲ့တဲ့ဒေသတွေဟာမလင်းရဲ့ဘဝချက်ဖြစ်တဲ့မန္တလေးနဲ့စကိုင်းတိုင်းတွဲမှာရှိတဲ့ဒေသအများအပြားပါဝင်နေတယ်လို့ဆိုပါတယ်။အဲ့ဒီ၄၈နှစ်ရည်တွဲမှာစာတင်ကြောင်းများ၊ဘုံကြီးကြောင်းများ အင်းအများပြပြစီသွားပြီးတော့ရတနာဆက်ခံတည်ဆုံသွားရပါတယ်။ဒီတူအပြေခက်ရဆက်ရဲ့လေးလာဆောင်ချိမဲ့နိုင်ငံတကာရန်ညားတည့်အရှိနေဖို့လိုအပ်လာပါတယ်။မယောင်းလည်းဟာနိုင်ငံတော်အကျော်အများပြင်အုပ်ချုပ်နိုင်စွာမရှိတော့ပေမဲ့လည်းလွယ်လွယ်နဲ့တော့ချုပ်ပေးမဲ့လူမျိုးမဟုတ်တဲ့တော့အနဝအဖို့လိုအပ်တယ်လို့ဘီယာပေးနိုင်ရန်တေချာပေါအခက်ခဲများဖြစ်လာရတယ်လို့လေးလာသူတွေကဆိုပါတယ်။ကုလသမဂ္ဂရဲ့တင်းနယ်လာနေမှာထုတ်ပြန်တဲ့နောက်ဆုံးရစီရင်ခန်းစာမှာမလျင်တန်ဆိုဝါဆုံးခံကြရတဲ့ဒေတာများမှရှိတဲ့လူဦးရေ6.3%အကူအညီများလိုအပ်နေပြီး ဂူလာအနေနဲ့ဒေါ်လာ295တန်လိုအပ်နေတယ်လို့နိုင်ငံတကာသို့ပန်ကြားထားပေမဲ့ယခုတည်33တတမ8တန်းသာရှိနေတယ်လို့ပါရှိပါတယ်။ဒါပြင်ငလျင်တန်မခံရမိကားပင်နိုင်ငံလူဦးရေရဲ့သုံးပုံးတပုံဖြစ်တဲ့16တတမ6တန်းရှိတဲ့လူများအတွက်အသက်ကိုကယ်ဆယ်ပေးနိုင်မယ့်ကူညီများလိုအပ်နေကြတယ်လို့လည်းပေါ်ပြထားပါတယ်။ဒေါ်ပေါ်လာတဲ့တရင်များရာအားရစရာမကောင်းပေမဲ့လည်းကူညီတချို့ဝင်ရောက်လာနေပြီးတော့လူဦးရေထိုးတက်တဲ့ငလျင်ဖြစ်ပွားရာဒေသများဟာပရိပကဖြစ်ပွားရာနဲ့အလံဝင်းနေတဲ့အတွက် အကူအညီများပံ့ပိုးနိုင်ခြင်းဖြစ်နိုင်ခြင်းရှိတယ်လို့ကမ္ဘာချက်ချင်းနေတဲ့လာချန်နေတင်းကြီးရဲ့တာဝန်ခံကပြောပါတယ်။ Economic Magazine ကြီးက AB29 တကောင်းရံမှာမြန်မာဆေးရနာတင်ရပွဲရဲ့တိုးရောင်ပြက်ကက်ရစေးရဲ့ဇောတတ်သွားပြီဆိုတဲ့ခေါင်းစဉ်နဲ့သတင်းတို့တပုတ်ပါရှိလာခဲ့ပါတယ်။ပြည်သူတို့ရဲ့ကိုကံတုံးလက်ဆက်မဟုတ်ချအောင်ရပြီဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုနားဆင်ခဲ့တဲ့သတင်းပိတ်ပတ်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်တဲ့ပြည်တွင်းပြည်ပသတင်းတော်လိုင်းရဲ့ပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။